ါပါဘောလုံးချင်းကြီးကိုရင်းနေကောင်းချမ်းမှချမ်းသာကြပါသည်ကျွန်တော် YouTube channel လေးကိုအားပေးတဲ့အတွက်ကျေးဇူးတင်တယ်ဗောနော်ခင်ဗျမှာတော့ကျွန်တော် England Premier League Arsenal နဲ့ Crystal Palace တို့ရဲ့ပွဲစဉ်ကိုပွဲချုပ်တောင်းတပေးမယ်ဗောနော် Arsenal အသင်းကတလုံး60ရှုံးကိုပေါင်းကြီးတလုံး60စားဆုံးမှာပေးထားပါတယ် Arsenal ကတော့အဆင့်တက်မှာရှိတယ် Crystal Palace ကအဆင့်9မှာရှိတယ်ဒီနှစ်သင်းကြားထဲမှာဗောနော်ဒါကွာခြားမှုက6မှာပဲရှိတယ်ဗောနော် Crystal Palace ကအဆင့်9မှာရှိတယ်ဗောနော် စတာဘက်လစ်ကတော့ဒါအင်္ဂလန်ပရီးမီးယားလိ၈ပွဲဆော့ထားတယ်၃ပွဲနိုင်၄ဝက်တည်းတပွဲပဲရှုံးထားပါတယ်နော်အဆင်နဲ့အတင်းကလည်းတပွဲပဲရှုံးထားတယ်အဲ့ဒါလီဗာပူးကို1-0နဲ့ရှုံးတာပေါ့နော်ဒါအဝေးကွင်းမှာ1-0နဲ့ရှုံးထားတာဖြစ်ပါတယ်ဒီရာဒီအဆင်နဲ့ဆော့ထားတဲ့အင်္ဂွန်းပွဲစဉ်တွေကိုပဲကျွန်တော်တီတန်းထုတ်ပြီးမှကြည့်မယ်ဆိုရင် အင်္ဂွန်းမှာပွဲတိုင်းလိုလိုပေါ့နော်ဂိုးတွေရတယ်ကလင်းရှစ်တွေလည်းရထားတာမျိုးကျွန်တော်မြင်ရမှာပေါ့နော် 8 United 5Z Forest 3Z West Ham United 2Z ပေါ့နော် Man City ကိုတော့သူတည်ကြထားတယ်ပေါ့နော်ဒါသူတို့ကဒါနောက်ဆုံးဒါနပွဲဆက်ပေါ့နော်ဒါ Premier League မှာသူနပွဲဆက်ဒါကြီးရှုံးထားတယ်လို့တော့ပြောလို့ရတယ်ပေါ့နော် West Ham United 2Z ဒါကြီးရှုံးတယ် Fulham 1Z ဒါလည်းကြီးရှုံးတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒါ Champions League ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ Atletico Madrid ကို4-0နဲ့9-0မှာကြီးအောင်ထားတယ်ပေါ့နော် တစ်ဖက်က Crisabelli ကိုကြည့်မယ်ဆိုရင်ဝေဝင်းဖောင်ကိုကြည့်လိုက်ပေါ့နော်ဝေဝင်းဖောင်ကညနေထဲမှာမပါဘူး Chelsea ကိုစီးစီးဆော့တယ် Villa ကို3-0နဲ့နိုင်တယ် West Ham United ကို2-1နဲ့နိုင်တယ် Everton ကို2-1နဲ့ရှုံးတယ်2တိုက်ဆက်ကလည်းဂိုးကတခြားကိုရနေတာကျွန်တော်မြင်နေရတယ်ပေါ့နော်အဲ့မှာ Crisabelli ရဲ့ဒါနောက်ဆုံးသူတို့ဒါ Premier League ပေါ့နော်ဒါဘုံမောင်းနဲ့တတိတတိကြပြီးကြေရှုံးတာရယ် Everton ကို2-1နဲ့ပေါ့နော်ဒါရှုံးပြီးကြေရှုံးထားတာရယ် ပြီးလို့ရှိရင် AEKA ပေါ့နော်ဒီပါကျွန်တော် Europa Conference လေးမှာလည်းတို့တို့ဒါ30ကျေးတည်ထားတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါလေးပွဲမြောက်မှာပေါ့ဆက်ပြီးမှကျေးတည်မလားဒါကျွန်တော်တစ်ချက်စဉ်းစားရမှာပေါ့နော် Crystal Palace ရဲ့ Type ကပွဲတိုင်းလို့လို့ဂိုးရတယ်တို့ရှုံးပြီးမှဂိုးမသွင်းနိုင်တဲ့ပွဲဆိုတာဒါမရှိဘူးပေါ့နော်တရေကျရင်ကြမှာမကြဘူးဆိုရင်ဒါရှုံးတော့မှဂိုးတခုအနည်းဆုံးဖြဲ့တယ်ပေါ့နော်ဒါ England Premier League မှာသူတို့ဆော့ထားတဲ့ပွဲတွေကြီးကြီးပေါ့နော် မှာဖွင့်ထားတဲ့ wins to osprey ကိုကြည့်လိုက်ပေါ့နော် arsenal အသင်းအနိုင်ကိုပြား40ဒါတေယူကို4.7ပေါ့နော်ပြီးလို့ရှိရင် crystal palace အနိုင်ကို4.5တော့ပေးထားတယ်ပေါ့နော် arsenal ဟာအဆင့်တက်မှာလည်းရှိတယ်ပေါ့နော်ဒါနိုင်သွားမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကြည့်ရှုံးမလားဒါတော့ကျွန်တော်ချက်စဉ်းစားရမယ်တစ်ဖက်က crystal palace ကလည်း london derby ဖြစ်နေတဲ့အတွက်ပေါ့နော်တော်တော်လေးကိုဒါအားဆိုင်ပြီးဆော့လာဖို့ရှိတယ်။အာဆင်နယ်အသင်းကလည်းဒါတောက်လျှောက်ဖောင်းကောင်းတာတွေပြထားတယ်ပေါ့နော်။ ဒီပွဲစဉ်မှာတော့ကျွန်တော် white spec ကို online မှာ launch ညီကိုတွေအတွက်အရင်ကျွန်တော်ပြောပေးမယ်ပေါ့နော် Arsenal အသင်းဝင်းဝန်းကိုရိုက်ဖို့ကျွန်တော်အကြံပေးချင်တယ်ပေါ့နော် Arsenal အသင်းကနိုင်လွားဖို့များတယ်ပေါ့နော်ပြီးလို့ရှိရင်ဒါဂူပေါင်းကြီးဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေးထားတဲ့ဂူပေါင်းကြီးကိုကြည့်မယ်ဆိုရင်360နိုင်ပေါ့နော်ဒါ Crystal Palace အသင်းတကူထက်ရင် Arsenal နှစ်ဂူပေါ့နော်2112ဒါမို့20ပေါ့ဗျာအခုအောင်အောင်ဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီပွဲစဉ်မှာရွေးချယ်ပေးရမှာဆိုလို့ရှိရင်တော့ကျွန်တော် ဘူပေါင်းအောက်ကိုကျွန်တော်ခြိုက်တယ်ဗျာဒီပွဲစဉ်ကတော့1121ဒီလိုတော့ဖြစ်ဖို့များလို့ကျွန်တော်ထင်တယ်ကျွန်တော် body မှာ crystal pellet body ကြိုက်ပါတယ်နော် crystal pellet ကလည်းတောက်လျှောက်တည်ထားရဆိုတော့ crystal pellet body ရွေးချယ်ပေးလိုက်ပါတယ် crystal pellet မှာလည်း type set ကတော့ဒါပေါ့နော်ဂူတကူတော့ထည့်နိုင်တယ်ဒါပေမဲ့လက်ရှိ arsenal ရဲ့ခံစစ်ကတော်တော်လေးကောင်းတယ်ဒါတော့တစ်ချက်တည်းထားမှာပေါ့နော်နောက်တစ်ပွဲကတော့ aston villa နဲ့ man city တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် ဒီပွဲစဉ်မှာတော့ဒါအဝေးဝန်းမှန်စီတီအတင်းအတလုံး60နိုင်ဘူးပေါင်းကြီး3 90ဆိုမှပေးထားတယ်ပေါ့နော်မီလာဟာအင်္ဂွန်းကောင်းတဲ့အတင်းထက်မှပါတယ်ပေါ့နော်ခုနအာဆင်နယ်အင်္ဂွန်းကောင်းတယ်လို့ပဲပေါ့ဗျာမန်စီတီအတင်းအဆင့်3မှရှိတယ်အက်စတန်ဗီလာအဆင့်7မှရှိတယ်ပေါ့နော်ဒါကျွန်တော်ညီကိုတွေလည်းတီးပြီးသားပါတယ်ဒါမန်စီးတီးအတင်းကြီးလိုက်မယ်ဆိုရင်ဒီရာလေးနပွဲရှုံးထားတဲ့တိုက်စစ်က16ခုရထားတဲ့ပေကူ6ခုရှိတယ်ပေါ့နော်အက်စတွန်ဗီလာအတင်းကတော့ ဒါအစင်းဆက်နဲ့မှရှိတယ်၃ဘွဲနိုင်၃ဘွဲတည်ရင်၅ဘွဲရှုံးတယ်ပေါ့နော်။ညကို၈ကိုပေးကိုလည်း၈ကိုရှိတဲ့အတင်ဖြစ်တယ်။တေချာတဲ့တိုက်စစ်ကဂိုးတခုရဖို့အင်ကွဲမှာဖြစ်နိုင်တယ်ပေါ့နော်။ဒါဘီလာအတင်းရတာအင်ကွဲပွဲစဉ်တွေကိုပဲကြည့်ကြည့်လိုက်ပေါ့နော်။အင်ကွဲမှာဘယ်လိုဆော့ထားလဲဆိုရင်ညူကာဆယ်ကိုတည်ရင်ဆော့တယ်၊ဖူလာမကို3-1နဲ့နိုင်တယ်၊ဘန်လီကို2-1နဲ့နိုင်တယ်၊ခရစ်စတာပယ်လစ်ကိုတော့3-0နဲ့ရှုံးထားတယ်။သူတို့ဂိုးမသွင်းနိုင်တဲ့ပေါ့တပွဲပဲရှိတယ်ပေါ့နော်။ တနက်ပွဲစဉ်တွေကိုလည်းခြုံကြည့်မယ်ဆိုလို့ရှင်ဒါအင်္ဂလန်ပရီးမီယာလိဖက်မှာဆိုရင်သူနောက်ဆုံး၃ဘွဲ့ဆက်လည်းကြေးအောင်ထားတယ်ဗျာ။ဟုတ်နော်။ပြီးရင်ပေးကူးတွေလည်းတောက်လျှောက်ပေးထားတယ်၄ဘွဲ့ဆက်ပေးကူးတွေပေးထားတယ်။ပြီးတော့ယူရိုပါလိဖက်မှာကြည့်မယ်ဆိုရင်လည်းသူတို့နောက်ဆုံးဒါ EA ကို2-1နဲ့ရှုံးထားတယ်ဗောနော်အဝေးဘက်မှာ။ဒီမှာသူတို့တိုက်စစ်ကဂိုးတူရအောင်ရတယ်ဗောနော်။ဒါဆိုတော့မန်စီးတီးအတင်းရလည်းတကူထက်ခံရနိုင်တယ်လို့ကျွန်တော်ထင်တယ်။မန်စီးတီးဖက်ကိုကြည့်မယ်ဆိုရင်မန်စီးတီးအတင်းရအဝေးကွင်းဖောက်အောင်ဗောနော်။မန်စီးတီးကတော့ Wolf ကို4-0နဲ့နိုင်တယ်။ပြီးတော့ brand four ကိုဝမ်းစီးနဲ့နိုင်တယ်ပေါ့နော် bright down ကိုရှုံးတယ် arsenal ကိုတည်ရဆော့တယ်ဒီမှာကြီးလိုက်မယ်ဆိုရင် man city ရဲ့တိုက်စစ်ကဒီ၄ဘွဲမှာဆိုရင်တစ်လုံးမဲရတာ၃ဘွဲရှိတယ်ပေါ့နော်၄လုံးရတာ၁ဘွဲရှိတယ်ပေါ့လေသူတို့လည်းဒါပြိုင်ပွဲဆုံး၃ဘွဲဆက်ကြီးအောင်ထားတာတွေ့ရတယ်ပေါ့နော်၃ဘွဲဆက်ကြီးအောင်ကြီးအောင်ထားတယ် banley 51လို့ brand four 10လို့ပေါ့နော် everton 20လို့ဆိုမှဒါတွေပေါ့နော်နောက်လျှောက်သူတို့လည်းနိုင်ဘွဲတွေတွေ့ထားတယ်ပေါ့နော်ဒါပေမဲ့ဒါဗီလာအတင်းနဲ့တကူးထက်မလို့တော့ကျွန်တော် ုံးသပ်မိတယ်ပေါ့နော်ဒီပွဲစဉ်မှာပေါ့နော် Rise to Os Power ကြီးကိုကြည့်မယ်ဆိုရင်ဘီလာအနိုင်ကို4.5တည်ရီကို3.8ပေါ့နော် Man City အနိုင်ကိုတော့85ပြားပေးထားတယ်ပေါ့နော်ဒီ performance ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘီလာအတင်းကနည်းနည်းလေးနိုင်နေတယ်ဆိုပေမဲ့လည်းပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်တာတော့ဒါဘီလာအတင်းလာတခုတော့ရမှာထင်တယ်ကျွန်တော်တို့ဝိုင်းစပယ်ရိုက်မယ်ဆိုလို့ရှိရင်ညီကပေါ့နော်ဘိုတင်းတူစကောယက်ဆိုတာရိုက်ဖို့ကျွန်တော်အချမ်းပေးခြင်းတယ်နှစ်တင်းလုံးဂိုးသွင်းမယ်ယက်ပေါ့နော်ဘိုတင်းတူစကောယက်ဆိုတာကြိုက်တယ် ပြီးလို့ရှိရင်ဒါ body မှာပေါ့နော်ဒါမြန်မာပေါက်ခြေတွေ body ရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ Aston Villa body ကြိုက်တယ်ဗျ ancient အသင်းနဲ့ဖြစ်နေတယ် Aston Villa အသင်းကြိုက်တယ်ပေါ့နော်ဂိုးပေါင်းဖက်မှာဆိုလို့ရှိရင်တော့ဂိုးပေါင်းရွေးချယ်ပေးရမယ်ဆိုရင်ဒါ Man City ပွဲမှာဆိုရင်ပေးထားတဲ့ဂိုးပေါင်းကြီးက390နိုင်ပေါ့နော်ဒါ Aston Villa ပြီး Man City ကခံလက်ကြောင်းလည်းဖြစ်တယ်ပေါ့နော် Man City ကသူတို့ဆော့ထားတဲ့ပွဲတွေဆိုရင်တောက်လျှောက်အခုကချန်ပီယံလစ်တွေမှာလည်း ཅ ီးလိုက်မှာဆိုလို့ရှိရင်တော့ကလင်းရှစ်၃ဝက်ဆက်ရထားတယ်เนาะ ကိုအောက်တွေဆော့ပြီး clean sheet တွေရထားတာဒါကြောင့်လည်းတူပါတယ်ကျွန်တော်ထင်တာဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ဒါ goal ball အောက်ကိုပဲစိုက်တယ်ဘီလာရဲ့ဘီလာ body goal ball အောက်ပြီးတော့ boating to score ရဲ့ဆိုတာစိုက်ပါတယ်ပွဲကတော့ဒါ wolf နဲ့ van lee တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကလည်းမြန်မာစံတော်ချိန်ဒါ၈ရက်ပွဲမှာလည်းကံမဲ့ပွဲစဉ်ဖြစ်တယ် wolf အတန်းက level 90ရှုံးနဲ့ goal ball ကြီးနှလုံး80ရှုံးတော့မှာပေးထားတယ်ပေါ့နော် ဒါဘူးအတင်ကတော့အဆင့်20မှာနမနဲ့ဗန်လီရအဆင့်10မှာခဏမနဲ့ရှိတယ်ဗောနော်နတင်လွန်ကာရာဖောင်တွေမှာကောင်းကြဘူးအာဆိုးရတယ်ထမပါတယ်ဗောနော်ဒါဘူးအတင်ရဲ့အိမ်ဝင်းပွဲစဉ်တွေကိုကျွန်တော်ကြည့်မှာဆိုလို့ရှိရင်အိမ်ဝင်းတွေမှာဆိုလို့ရှိရင်ဝူးကဒါတိုက်စစ်ကဂူရဂူကတော့ရထားတာမျိုးတွေ့ရတယ်ဗောနော်ဒါ Everton 32နဲ့ရှုံးတယ် Leeds ကို31နဲ့ရှုံးတယ် Brighton ကို3ဆော့တယ် Man City ကို4-0နဲ့ရှုံးတယ်ဗောနော်ခံစစ်ကြီးကကြောက်စရာကြီး7နှလုံးလောက်ပေးထားတယ် သူတို့နောက်ဆုံးရှုံးခဲ့တာလည်းဒါစန္ဒလန်အဝေးကမှတူးစီနဲ့ရှုံးတယ်ဗျာတော်တော်လေးရှိုးတယ်ဗျာဒါဘန်လီအသင်းကတော့သူတို့နောက်ဆုံးလစ်ယူနိုက်တက်ကိုတူးစီနဲ့အင်ကွင်းမှနိုင်ထားတယ်ဗောနော်ဝေးဝင်းဖောင်ကတော့ဘန်လီလည်းမကောင်းဘူးဗောနော်၄ဘောလုံးရှုံးထားတယ်ပေကူတွေတအားချမ်းတယ်နှစ်တင်းလုံးပေကူများနေတာတွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wins to Os ပေါင်ကြီးကိုကြည့်လိုက်ဗောနော်ဒါ Wolf အနိုင်ကို95ဗျာတရီကို3.3ဗောနော်ဘန်လီအနိုင်ကို4.2တော့ပေးထားတယ်ဗောနော် ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ရမယ်ဆိုလို့ရှိရင်ဝိုင်းစပယ်ရိုက်မယ်ညီကိုတွေပေါ့နော်ကျွန်တော်ဒါ double chance မှာတွားပြီးမှာပေါ့နော်ကျွန်တော်တို့ H2 ဆိုတာရိုက်ကြည့်ပေါ့နော် ပြား80လောက်ရမှာကျွန်တော်ဘန်လေးအသင်းဘော်ဒီရိုက်တယ်ဗျာဘန်လေးအသင်းရဲ့ဘော်ဒီကိုကျွန်တော်ရိုက်တယ်ဘန်လေးကတော့ဒါ Everton နဲ့ Spurs တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် Everton အသင်းကတော့အင်ဝင်းကောင်းတယ်ဒါကျွန်တော်ညီကိုလည်းအကုန်သိပြီးသားဖြစ်တယ်ပေါ့နော်ဒါ Everton အသင်းကတော့ level 39ပေါင်းကြီးနှလုံး60ဆိုမှပေးထားတယ် ဒါစပါအစင်ခွန်အဗာဒန်အစင်73ဖြစ်တယ်ပေါ့နော်။ဒီနေ့လည်းကန်ရတယ်ဆိုတော့အဗာဒန်ထက်ဆိုင်တော့နားရက်တွေနည်းတာပေါ့ဗျာ။အဗာဒန်တင်းရဲ့အင်ဝင်ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှင်၄ပွဲကန်ထားတယ် Brighton 2-0 Christopherly 2-1အဗာ Aston Villa 0-0ပေါ့နော် WhatsApp United 1-1ဆိုတာမဆိုးဘူးပေါ့နော်အင်ဝင်ပွဲစဉ်တွေ။စပါတင်းအဝေးဝင်ပွဲစဉ်၄ပွဲကိုကြည့်လိုက်မယ်ဆိုလို့ရှင် Man City ကိုနိုင်တယ် WhatsApp ကိုနိုင်တယ် Leeds United ကိုနိုင်တယ်ဒါ Brighton တည်းရှော့ထားတဲ့ Tyson ကတောက်လျှောက်ဂူရီရထားတယ်ဗောနော်ကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာ Botin News Score Yes ဖြစ်ဖို့အများကြီးရခိုင်လုံးသားအများကြီး Botin News Score ဖြစ်ဖို့ဗောနော်ဒါခွင့်ထားတဲ့ Wants to Os Pau ချင်းမှာဆိုလို့ရှိရင်တော့ဒါ Everton အနိုင်ကိုနဆတည်းကို3.4ဗောနော်စပါအတင်းအနိုင်ကို3စတော့ပေးထားတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော် Botin News Score Yes ໃຊတယ်ဗျာပြီးလို့ရှိရင် Body မှာစပါပဲໃຊတယ် စဖာအတင်းချိုက်တယ်ပြီးလို့လီဂါဖက်မှာဆိုရင်မာယော့ကာနဲ့လီဗန်ဒေးတို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့တွားကြတာပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဒါအင်ရှင်အတင်းဖြစ်တဲ့မာယော့ကာ level 69ပေါင်းပြီးနှလုံး80ဆိုမှပေးထားတာတွေ့ရတယ်ဒါ table မှာဆိုရင်လီဗန်ဒေးအဆင့်16မာယော့ကာအဆင့်19နှစ်တင်းလုံးအတူတူပဲညံ့တယ်ဒါပေမဲ့လီဗန်ဒေးကဝေးခွင့်ကောင်းတယ်ဗျဝေးဝင်ကောင်းတဲ့အတင်ဟုတ်တယ်လီဗန်တေးကအင်ဝင်ညံ့တယ်အင်ရတာအင်ဝင်ပွဲစဉ်တွေကိုကျွန်တော်ကြည့်လိုက်တော့ဗောနော ါလာလီဂါမှာဘယ်လို short ထားလဲဒါဘာစီလိုနာကို3-0နဲ့ရှုံးတယ်ပြီးတော့ဆယ်တာဗီကို1-1 short တယ်ဂျီကို1-1 short တယ်အလာဘက်ကို1-0သူတို့နောက်ဆုံးမှာပွဲသက်ကြီးအောင်ထားတယ်ဗျာတဖက်ကလီဗန်တေးကဝေးဝင်ပွဲစဉ်နဲ့ကြီးလိုက်မှဆိုရင်လီဗန်တေးကဝေးဝင်တော်တော်ကောင်းတယ်ဗျာစုစုပေါင်းအဝေးဝင်မှဆိုရင်9ပွဲ short ထားတယ်အလာဘက်2-1 LC2-0 ရှုံးတာပေါ့နော် နိုင်တာတော့ဒီရိုနာကိုဖိုးစီနဲ့နိုင်တယ်ပြီးရင်ရီယက်အိုဗီတို့2စီနဲ့နိုင်တယ်လို့ဂီတာဖေးကိုလည်းတည်ရှော့ထားတယ်။သူရှော့ထားတဲ့9ဘက်မှာ4ဘက်တိတိဂိုးထက်ထားတာတွေ့ရတယ်။တစ်ဖက်ကမာယော့ကလည်းအင်ဘက်မှာဆိုရင်ဂိုးသွင်းတဲ့အလေးထားရှိတဲ့အတွက်ဒီပွဲစဉ်မှာဘိုတင်းနုစကောကတေချာပေါင်းဖြစ်မှာဗျ။နှစ်သင်းလုံးဂိုးသွင်းမှာအဲဆိုလီဗန်တရားလည်းခံလီဗန်တရားလည်းခံစစ်မကောင်းဘူးလေဗျ။မာယော့ကလည်းဂိုးတကူတွင်းပြီးဆိုရင်ပိတ်ဆို့ပြီးပဲဆော့တဲ့အလေးထားရှိတဲ့ဆိုတော့ဒီပွဲစဉ်မှာဖွင့်ထားတာတော့မာယော့ကအနိုင်ကို နာစာတေကို3.3ပေါ့နော်လီဗန်ဒေးအနိုင်ကို3.6တော့ပေးထားတယ်ကျွန်တော်ဘိုတင်းတူစကောယက်ကြိုက်တယ်ပြီးရင်ဘော်ဒီမှာတော့ကျွန်တော်လီဗန်ဒေးကြိုက်တယ်ပေါ့နော်ပြီးရင်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဘွဲကတော့ဒါရီယယ်မက်ဒင်းနဲ့ဘာစီလိုနာတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီဘွဲရဲ့အတင်းအချီးပေးထားတယ်ပေါ့နော် level 80နဲ့ဂိုးပေါင်းကြီး၄လုံး60နိုင်ဆိုမှပေးထားတယ်ဂိုးပေါင်းကြီးကတော့တအားပြင်းနေပေါ့နော် ပေးထားတာတွေကတော့ဒါတော့တအားပြင်းနေဒါရီယယ်မက်ဒင်းအဆင့်တက်မှာယာကို20ပေးကိုကို ဘာစီလိုနာရကူ24ခုပေးခု10ခုဘာမကွာကြဘူးနော်တိတ်တော့မကွာကြဘူးဒါပေမဲ့ဘာစီလိုနာမှာလူမစုံဘူးပေါ့နော်ဒါတော့ကျွန်တော်သတိထားရမယ်ပေါ့နော်ရာဖင်ညာတို့ဘာတော့မပါဘူးပြီးရင်ကျွန်တော်ထင်တယ်တိုက်စင်မှာ Fran Torres နဲ့ Yamel ပေါ့နော်တောင်းပါမှာ Respo နဲ့ဒီလိုပဲပွဲထွက်လာမှုများပါတယ်ကွင်းလန်မှာတော့ Frankie နဲ့ပြီးရင် Pedri တို့ဖြစ်ပုံများတယ်ပေါ့နော်ဂူသမားတော့ဒါကျွန်တော်ပိုလန်ဂူသမားပေါ့နော်စီစနီပေါ့နော်ဒီကစားသမားတောင်းပါမှာ Kunde ပေါ့နော် ဘာဒီတို့ကွန်ဒေတို့ဒီကစားသမားတစ်ဖက်က real ကိုကြည့်မယ်ဆိုရင် Mbappe Junior Balingham ပေါ့ဗျာဒီသူတို့က main ပဲပေါ့နော်ဆော့တဲ့ထက်မှာတော့ခန်းစစ်ဖက်မှာဆိုမီလီတောင်ရှိမယ် Wi-Fi ရှိမယ်ပေါ့နော်ဒီကစားသမားတွေနဲ့ပွက်ထလာဖို့များပါတယ်ဒါ Real Madrid ရဲ့ဒါဆော့ထားတဲ့အင်ဝင်ပွဲစဉ်တွေဝယ်ကြည့်လိုက်ပေါ့နော်အင်ဝင်မှာဒါအလွန်ဆိုလာပြီးကြတဲ့တော်တော်လေးကိုပြောင်းလဲသွားတာတွေ့ရတယ်ဒါအင်ဝင်ပွဲစဉ်တွေအကုန်သူတို့အနိုင်ယူထားတယ်ဗောနော်ဥစားဆူနာ1-0ချေရှုံးတယ်မာယော့က2-1ချေရှုံးတယ် အစပန်းညော2စီးပေါ့နော်အစပန်းညော2စီးလာသူတို့ခြေအများကြီးအမအောင်ပါဘူးပြီးရင်ဘီလာရီယာ31ဒီကောင်တော့သူတို့ခြေအောင်ထားတယ်ပေါ့ဗျာအရီယမတ်တွေပေါက်ကြည့်ရလဲတော့ပြင်းတာ哦ဗျာဒါအကုန်လုံးခြုံပြီးကြည့်မှဆိုရင်ချန်ပီယံလိဖက်မှာဆိုရင်လည်းသူတို့ဂျူဗင်တက်ကိုနိုင်တယ်ခြေရှုံတယ်ပေါ့နော်ဒီတာဖေးကိုနိုင်တယ်ခြေရှုံတယ်တောက်လျှောက်ခြေတွေကနှစ်ပွဲဆက်လဲရှုံထားတယ်ပေါ့နော်ဘာစီလိုနာကိုကြည့်လိုက်ပေါ့နော်ဘာစီလိုနာရဲ့အဝေးကွင်းဖောင်ဘာစီလိုနာအဝေးကွင်းကမငြိမ်ဘူးဂိုးတွေတောက်လျှောက်ပေးရတယ် လီဗန်ဒေးကို32နဲ့ရှုံးတယ်ဘာလကန်ကို1-1ဗီအိုဘီတို့31စီဘီလာ4-1ဂိုးတွေလုံးဝပေးရတဲ့အတွက်ရီယယ်မက်ဒစ်ကတေချာမောက်ဂိုးထဲမှာဗျရီယယ်မက်ဒစ်ကတစ်လုံးကနဲ့နှလုံးကတော့ထဲကိုထဲမှာပေါ့နော်ဘာစီလိုနားနဲ့ဂိုးတေချာပေါက်ရမှာပေါ့နော်ဒီပွဲစဉ်မှာပိုတင်းစကောယက်ကတေချာပေါက်ဖြစ်မှာညီကိုပဲအပြန်အလှန်ဂိုးတွေတေချာပေါက်ထဲမှာဒီနှစ်တင်းကဒီပွဲစဉ်မှာဖွင့်ထားတာတော့ဒါရီယယ်မက်ဒစ်အနိုင်ကို98ပြတည်ကို40နဲ့ ဘာစီလိုနာအနိုင်ကို3.2ဆိုမှပြီးထားတယ်ပေါ့နော်တရတာ body j ရလဲ level 80ပဲပြီးထားတယ်ပေါ့နော်ကျွန်တော်တော့ဒီပွဲစဉ်မှာတော့ပြေးချက်ပြရမယ်ဆိုရင် real madrid body ဒီဒီချိန်တော့ကျွန်တော် real ပဲကြိုက်တယ်ဗျာ real ကြိုက်တယ်ပြီးလို့ရှိရင်ဂူပေါင်းဖက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒါဂူပေါင်းအပေါ်ပဲကျွန်တော်ကြိုက်တယ်အပြန်လန်ဂူတွေထမ်းမလို့ပဲထင်တယ်ဗောနောဂူပေါင်းအပေါ်ဗောနောလေးလုံးတော့ဖြစ်သွားမလို့ထင်တယ်ဗောနောကျွန်တော်ဒါတေချာလေးတော့ကျွန်တော်လေးလာထားပါတယ် ဘတ်ရီယမတ်တရဲ့ပိုတင်းနစ်စကောပေါ့နော်ပိုတင်းနစ်စကောကတော့ဝိုင်းစပယ်သမားတွေအတွက်ပေါ့နော် ပြီးရင်ဂူပေါင်းအပေါ်ကိုစိုက်တယ်ပေါ့ဗျာဒီပါကူစင်နဲ့ဖရိုင်းဘတ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဒါဒီပါကူစင်အတင်းရတလုံး80နိုင်ဆိုပြီးတော့ဖွင့်ထားတယ်ပေါ့နော်ဂူပေါင်းကြီးကတောင်းလုံး60စာတဲ့ဖွင့်ထားတာပေါ့ဒီပွဲမှာဒါ attacking ပြန်မယ်လို့ထင်တယ်ပေါ့နော်လီဗာကူစင်ကတော့အဆင့်9မှာ14မှာ prime back ကအဆင့်7မှာ9မှာပေါ့နော် ရာဒီ frame ဘက်အတင်းရမစိုးဘူးပေါ့နော်တော်ထားတဲ့ပွဲတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်သူရခံစစ်ကလည်း72ကူပြီးထားတယ်တိုက်စစ်ကလည်း72ကူရထားတယ်ဟို next league မှာနှစ်ပွဲပဲရှုံးထားတယ်ပေါ့နော်လီဗာကူဆင်ကတော့နိုင်ပွဲ၄ပွဲတည်ရီပွဲနှစ်ပွဲရှုံးတစ်ပွဲရှိတယ်လီဗာကူဆင်ကဒါအင်ဂွင်းကာရာဖောင်ပဲကြည့်လိုက်မယ်ဆိုလို့ရှိရင် next league မှာပေါ့နော်ဒါဟော့ဖန်ကို2-1နဲ့ရှုံးတယ်ဒီနည်းပြပြောင်းပြီးတဲ့နောက်ပိုင်းမှာဂူးတွေကဒလဟောရတယ်ခံစစ်ကလည်းဂူးတွေဒလဟောပြန်ပေးတယ်ပေါ့နော်သူကတိုက်စစ်ကနှလုံး အနည်းဆုံးနှလုံးတော့ထဲမှာဟုတ်တယ်နှလုံးတော့မဟုတ်ရင်အနည်းဆုံးတစ်လုံးနဲ့နှလုံးကတော့တည်ကြတယ်ခလုံးဘိုတင်းတူတွေပဲဖြစ်ထားတာဆိုတော့ prime back ကိုကြည့်လိုက်ပါတော့ prime back ကလည်းဒါသူအဝေးဝင်းကာရာဖောင်အဲ့တော့ညံ့နေတယ်ထဲမှာမပါဘူးပေါ့နော်ကိုလုံး41နဲ့ရှုံးတယ် premium 3z ပေါ့နော်ပြီးရင်မော်ချန်ကလာဘတ်ကိုတည်ရီဆော့တယ်သူတို့လည်းဥရောပပွဲစဉ်တွေကန်ရတာပဲလေဟုတ်တယ်မလားသူတို့နောက်ဆုံးနိုင်ကြတာ utrack ကိုအင်္ဂွေမှာ 2z နဲ့ euro ပါလိမ့်မှာနိုင်တယ် ီတော့သူတို့နောက်ဆုံးဒါရှုံးမမတွေ့တာတော့တော်တော်ကြာပေါ့။111ဒီ111ဒီဒီလိုတွေနဲ့တွန်းနေတာပဲ။ဒီပါကုစင်ရလည်းဒါချန်ပီယံလိကိုကြီးလိုက်ပေါ့နော်။ကြောက်စရာ PSG ကို72နဲ့ရှုံးတယ်ပေါ့နော်။ပြီးရင်သူတို့ဒါဘွန်နက်စ်လီဂါမှာဆိုတော့ပွဲဆက်နိုင်ပြီးခုရှုံးထားတယ်ပေါ့နော်။ဒီပွဲဆက်မှာကျွန်တော်ကအများဆုံးဖြစ်နိုင်တာကဘိုတင်းတူလိုပဲထင်တယ်ဗျာ။အကြမ်းအတင်းနေရတာဖွင့်ပြီးတိုက်တယ်ဆိုတော့ voting 2နဲ့ဒါကျွန်တော် over 2.5ကိုလာအကောင်းဆုံး option ပဲဒါ ဝိုင်းစက်တမားတဲ့အတွက်ပေါ့နော်။ဒါအများကြီးလောဘကြီးမှရိုက်မလို့မရဘူးပေါ့နော်။ဒါအရာပတ်စံနဲ့အရာနိုင်ပဲဒါကျွန်တော်တို့သိချရတဲ့ဥစ္စာပဲယူချင်ရမယ်ပေါ့နော်။ကျွန်တော်တို့အဲ့လိုရောင်းနေပေါ့နော်။ဒါ minus to os ပေါက်ကြီးမှဆိုလို့ရှိရင်တော့ liverpool အနိုင်ကိုပြား80တေကို3.9ပေါ့နော်။ prime bet အနိုင်ကို၄စားတော့ပေးထားတယ်ပေါ့ဗျာ။ဒီပွဲစဉ်မှာကျွန်တော်ယူချင်ရမယ်ဆိုလို့ရှိရင်တော့ prime bet body ကြိုက်တယ်ပေါ့နော်။ဒါမြန်မာပေါက်ကြီးမှာ ့ over 2.5 goal ရရချင်ရမရချင်ဘူးဆိုရင်လည်းကျွန်တော်ညီကိုတွေဒါ voting to score yes ရကြည့်ပါတော့ကျွန်တော်ဒီပွဲထဲမှာအပြန်အလှန်ဂိုးတွေထည့်မလို့ပဲတုံးတက်ထားတယ်ပြီးရင်ကျွန်တော်ဒီပွဲထဲမှာဂိုးပေါင်းအပေါ်ချိန်ပါတယ်အဲ့တော့ဒါနောက်ဆုံးပွဲပေါ့နော်ကျွန်တော်ရွေးချယ်ထားတဲ့နောက်ဆုံးပွဲတင်ရတော့ဒါ Lion Nexus World တွေပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါ Lion အတင်းရ level 69ပေါင်းကြီး380ဆိုမှပြထားတယ်ပေါ့ဗျာဒီပွဲစဉ်လေးကကျွန်တော်သဘောကျလို့ရွေးချယ်ထားတာဖြစ်ပါတယ် ကျွန်တော်ညီကိုတွေလည်းအချိုက်တွေ့မယ်လို့ထင်တယ်ဗောနော်ဒီပွဲစဉ်ကဒါတကယ်ကိုအတက်ကျင်ဦးစားပေးမှတိုက်ဆစ်ဆင်မဲ့ပွဲစဉ်နဲ့ဖြစ်တယ်လိုင်ယွန်ရဲ့အင်ကွင်းဆိုတော့တည်တဲ့အတိုင်းပဲအင်ကွင်းဝေးကပါအကောင်းနေဗောနော်ဒါဂိုးပေါင်းကြီးရလဲဒါတောင်းလုံး90ဆိုတာမဆိုးဘူးဗောနော်ဆွဲစဘအတင်းအဆင့်၄မှာရှိရ16မှာလိုင်ယွန်အဆင့်6မှာ15မှာအပေါ်အောက်ဗောဗျာဒါအပြိုင်ဆိုင်ဖြစ်မဲ့ပွဲဗောဗျာဆွဲစဘကတော့ဒီຢາດີໄຕຊິກະ18ກູຢາຖ້າປີກູ10ກູລາຍຫວາໄຕຊິກະ17ກູປີກູ10ກູບໍນະດີນະຕင်းຈາລະມາໄຕຊິນແນ່ໆລີກວ່າລະເດຖິນແນ່ຈົນລະ ဒါလမ်းရုံအတင်းဒါဆော့ထားတယ်ဒါအင်္ဂွန်ပွဲစဉ်တွေပေါ့ကြည့်လိုက်ပေါ့နော်အင်္ဂွန်ပွဲစဉ်တွေမှာဆိုတော့ match ကို3စီးနဲ့နိုင်တယ်မာဆေးကို1စီးနဲ့နိုင်တယ်အန်ကာ1စီးနဲ့နိုင်တယ်2လောက်ကိုရှုံးသွားတယ်တိုက်စစ်ကဂိုးကြီးအနည်းဆုံးတစ်လုံးတော့ထဲကိုထဲတယ်ပေါ့နော် stress stress ပေါ့အတင်းအဝေးဝင်ပွဲစဉ်တွေကြည့်လိုက်ပေါ့နော်မိုနာကို3 2နဲ့ရှုံးတယ် match ကို1စီးနဲ့နိုင်တယ် Paris FC ကို3 2နဲ့နိုင်တယ် PSG ကို3 low အရင် low အပ်တယ်လို့တင်နိုင်တယ်သူက နှလုံးကနဲ့တောင်းလို့ကတော့တေချာပေါက်ထဲမှာပေါ့နော်အနည်းဆုံးနှလုံးဒါပေမဲ့လည်းဒီနှစ်သိန်းစလုံးကဥရောပပွဲစဉ်တွေဆော့ထားတယ်ပေါ့နော်ခြားထဲမှာဆိုရင်သူတို့လည်းပင်မနေကြရပေါ့နော်ဒါမျိုးအတင်းနဲ့ဆော့ထားသလိုဆွဲဆိုအတင်းနဲ့ဆော့ထားတယ်ပေါ့နော်ဒါမျိုးအတင်းကတော့အိမ်ခွဲမှာဆော့ထားတယ်ပေါ့နော်ဘေးစင်နဲ့ဒီပွဲစဉ်မှာဖွင့်ထားတာကတော့ wants to off ကိုချင်မယ်ဆိုရင် line ရောအတင်းအနိုင်ကို93ကို3.7 swiss bot အနိုင်ကိုလည်း3.4ဆိုမှပေးထားကျွန်တော် boosting to score yes ကြိုက်တယ်ဗျာ ိုင်းစပယ်ရမယ်ညီကိုတွေဘိုတင်းလူစကောယက်စ်ကြိုက်ဖို့ကျွန်တော်အားပေးချင်တယ်ဒီပွဲစဉ်မှာပင်ဘော်ဒီမှာကျွန်တော်ဆွဲဘော်ကြိုက်ပါတယ်ဒီနေ့ကတော့ဒါတော့ပါပဲညီကိုတို့ရေမနေ့ကတော့ဗီဒီယိုမတင်တာမဟုတ်ပါဘူးဗီဒီယိုတင်ပါတယ်ကျွန်တော်ကျွန်တော်ရအတန်မှာနည်းနည်းလေး problem ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အလုပ်လည်းတွားလိုက်ရတယ်ပေါ့နော်စာဝတ်နေရအတွက်လည်းအလုပ်ကလုပ်ရတာပေါ့ဒီဗီဒီယိုနဲ့ပဲကျွန်တော်နေလို့မရဘူးဝင်ဝင်ကဘယ်တော့မှရတာမဟုတ်ဘူးပေါ့နော်ဟိုကနာအပြန်ကျွန်တော်ဒါကျွန်တော်ဒီဗီဒီယိုလောက်တာပေါ့နော် ဆိုတော့ကျွန်တော်အဲ့ဒါအတန်လည်းပြတ်သွားတာနဲ့ကျွန်တော်ဆိုင်မှာလည်းရမ်းရှုပ်တယ်ကျွန်တော်စားတော့ဆိုင်မှာဆိုတော့အဲ့ဒါဘယ်လိုမှအချိန်မရတာနဲ့ကျွန်တော်ဖြတ်လိုက်တယ်ဗောနောကျွန်တော်ညီကိုလည်းအောက်ကနေ comment ရေးပြီးပြောတယ်အကိုကမလာဘူးဗောနောကျွန်တော်လည်းလှုပ်ပေးစင်ပါတယ်အချိန်ကလုံးဝမရအောင်ဗောနောအာကျွန်တော်နားလည်ပြီးပါလို့ဒီနေ့တော့ကျွန်တော်တေချာလေးကိုလှုပ်ထားပါတယ်နော်အားလုံးအပေါင်းပြကြပါသည်ကျွန်မချမ်းသာကြပါသည်ဗျာ